ကံကောခြေဆိုင်စစ်ကောင်စီတပ်ကကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတာကြောင့်ရွာသူရွာသား9000ကျော်လောက်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ခွန်ဆောင်ပြပို့ထားပါတယ်ခင်ဗျာ။မကွေးတိုင်းကံကောမြို့အခြေဆိုင်စစ်ကောင်စီတပ်ကအင်အား100ကျော်ဝန်းကျင်နဲ့မလ16ရက်နေ့ညတခေါရန်ချိန်ကကျေးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးခဲ့ပါလေ။ဒါကြောင့်ရှုံးရှိပြာရှောက်ပင်အောင်မြင် လုံကြုံ ဘရောက်ကုံအနောက်ကန်ကိုစားတဲ့ကြေးရပေါင်း900ကပြည်သူလူထု9000ကျော်ဟာစစ်ကြောင်းနဲ့လွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ဒေတာကန်တွေကပြောပါတယ်ခလာ90ကစစ်ကြောင်းထိုးလာပါတယ်ဗျအဲ့ဒါပြီးတော့မှကျွန်တော်တို့ဒီလောက်လောက်ကြီးတွေပြေတက်ကားဒေနာပြေလေကြောင်းပြေကူကတော့မရှိပါဘူးဗျတရားရယ်ရှောက်ပင်ရယ်လုံချုံရယ်ရှုံးချီရယ်အနောက်ကန်ခေါ်ရယ်ဆိုတော့လူကြီးအလုံး9000အထက်ပိုင်းပဲရှိမယ်ဗျဟိုစစ်ပိတ်ဆောင်ထွေပြေနေရပါတယ်ဗျ ကံကောအခြေဆိုင်ခလရ90ကစစ်ကြောင်းထိုးလို့ဘေးကင်းရအောင်တင်းရှောင်နေကြရတဲ့ရွာလူရွာသားတွေထဲမှာကလေးသူငယ်တွေနှုတ်တိုက်မိခင်နေနဲ့နာမကျန်းဖြစ်သူတွေလည်းပါပါတယ်။ဒါကြောင့်သူတို့တွေအတွက်စေဝါအကူအညီနဲ့စားတောက်ကုန်တွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။စေဝေချောင်းအတွေ့ရတော့ဆန်တို့စီတို့ဆေးဝါတို့လောလောဆယ်လိုအပ်နေတော့ဗျာကျဲမှာရေမကောင်းနေသူလည်းရှိတယ်ဆိုတော့အဲလောလောဆယ်လိုအပ်နေပါတယ်ဗျာ အခုဒီစစ်ဘေးရှောင်တွေကိုကာဝေးတက်တွေကလာရောက်ကူညီတာမရှိသေးဘူးလို့ဆိုပါတယ်။ကံကောကခလား90စစ်ကြောင်းဟာကျေးရွာတွေအတွင်းလက်နက်ကြီးတွေနဲ့ပစ်ထဲလို့အရတားတိတ်ဆုံးမှုတွေရှိခဲ့ကပြည်သူတွေကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်တာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလည်းဇက်တိုက်ပြုတ်လုံနေတာကြောင့်ရွာလူရွာသားတွေဟာဘေးကင်းရန်ကိုတင်းရှောင်နေရတာပါ။အဲ့ဒီစစ်ကြောင်းဟာမလ19ရက်နေ့က ရက်သားတဦးကိုတက်ဖြတ်သွားတာရှိပြီးအနီးနားကိုကတ်လို့မရတာကြောင့်ဘ ᱹ ဘွားမှခွဲခြားလို့မရသေးဘူးလို့ဒိရကန်တွေကဆိုပါတယ်ကျွန်တော်ခွန်စော်ဦးပါ